ဟုတ်ကဲ့အဲ့ဒီစစ်ကောင်စီပဲပြောပြောအခုသူတို့နာမည်ပြောင်းသွားတဲ့စစ်ကောင်မရှင်ဘောနော်သူတို့ရဲ့ဥတီချက်ကတော့တရားဝင်ဖြစ်ဖို့ဆိုတော့သူတို့ဟိုရေကုန်ရေခန်းစူးစမ်းတဲ့သဘောပါပဲဖြစ်တယ်အမှန်မှန်ကတော့ကျွန်တော်တို့ငញ្ញင်ဖြစ်စဉ်ထဲမှာကျွန်တော်တို့ဆွေးနွေးပွဲတွေလုပ်ခဲ့တာနှစ်တော်တော်လေးကြာခဲ့တယ်ဒါပေမဲ့သူတို့အဲ့ဒါကိုဖောက်ဖြက်ပြီးတော့နောက်ဆုံးကြတော့အကြမ်းဖက်တဲ့နီးနဲ့အာဏာသိမ်းလိုက်တဲ့အခါမှာ အဲ့ဒါသူတို့ကိုယ်တိုင်ကတရားမဝင်တဲ့လူတွေကုံဖြစ်ကုန်တာပဲ။ညဉ့်ဉန်ဖြစ်စဉ်တော့တော့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေးနွေးဖို့ဆွေးနွေးဖက်အနေနဲ့တိမှပြုရတယ်။သို့တော့အဲ့လိုမျိုးအကြမ်းဖက်တဲ့အခါမှာကြတော့ဒါကကိုယ်သဘောတူထားတဲ့အဖောက်ဖြက်လိုက်ပြီးတစ်ချိန်ထဲမှာပဲအာဏာသိမ်းလိုက်တယ်ဆိုတာလေ။ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ဆီးလိုက်ပြပဲလေ။အဲ့ဒါကြောင့်2008ဆိုတာပြက်ပြဲသွားပြီးသူတို့အာဏာသိမ်းလို့အဲ့လိုဖြစ်တာသူတို့ကိုယ်တိုင်လည်းတရားမဝင်တဲ့လူဖြစ်သွားတာ။အဲ့ဒါကြောင့်မလို့သူတို့တရားမဝင်တဲ့လူတွေလုတ်တဲ့အလုပ်မှန်သမျှဘာမှတရားဝင်မှုမရှိတော့ဘူး။ သူတို့ကိုယ်တိုင်ကလည်းထုတ်ပြောတာကဒီရွေးကောက်ပွဲကိုလောက်သွားမယ်ဆိုတာဟိုးငကူကလေးကသူတို့အနာသိင်းလေးနဲ့ပြောထားတယ်ဟာဒါပေမဲ့မလောက်ဖြစ်ပဲနဲ့အခု၄၅နှစ်ကြာလာတဲ့အခါမှာလုံးမယ်ဆိုတဲ့ဟာကဘာမှပြောင်းလဲမှုမရှိဘူးတရားမဝင်ဘူးလို့ပဲကျွန်တော်တို့နားလဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဟိုဆန့်ကျင်တိုက်ဖြတ်သွားမယ်ဆိုတာကျွန်တော်တို့ပြီးခဲ့တဲ့ဒီ KNU နေနဲ့2025အောက်ဂူလာ26ခုနေမှာထုတ်ပြန်ရှင်ရထုတ်ပြီးတော့ဒါကိုကဘာကိုကြီးညာလိုက်တာပဲလေအဲ့ဒါကျွန်တော်တို့ရှင်းလင်းတဲ့ကျွန်တော်တို့ရက်တီ ချက်ပဲဖြစ်တယ်ကျွန်တော်တို့ဘယ်လို့မှအတိမတ်ပြုလို့မရဘူးအဲ့ဒါကိုပဲပြောချင်တာပါ